အားလုံးပဲမင်္ဂလာပါရှင်။ဟောတရှိကတော့ယမင်းဂျပန်တန်တန်ကျောင်းမှာဆရာမယမင်းပဲဖြစ်ပါရရှင်။အခုဗီဒီယိုဖိုင်လေးကတော့ M4 ခန်းကြီးတွဲလုံးဒုတိယမြောက်ဗီဒီယိုဖိုင်လေးဖြစ်နေတင်ပြချင်တာဖြစ်ပါတယ်။ပထမဖိုင်လုံးက ကိုးလုံးတင်ပြီးတော့တလုံးမှာပြတ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီဖိုင်လေးမှာဆက်တလုံးပြင်းနေတင်ပြီးမှဖြစ်ပါရဲ့ရှင်။အရင်ဆုံးတွဲလုံးဆိုတဲ့အတိုင်းတွဲလုံးလေးတွေသဘောတရားကိုပဲအရင်နားလည်အောင်ပြောပြီးသွားတော့မှအချိန်ရသေးလို့ရှိရင်တလုံးချင်းစီရဲ့မူရင်းလေးကိုပြန်ပြီးတော့ revision ထပ်လုပ်ပေးပါမယ်။အဲ့ဒီမှာမူရင်းကိုမှတ်ပေးတဲ့အခါမှာငကိုကလေးကတလုံးချင်းစီကိုယာပြီးသားចောင်းသားများဒို့မဟုတ်အရင်ဗီဒီယိုအဟောင်းကိုပညာရဏဗီဒီယိုအဟောင်းကိုကြည့်ပြီးသားចောင်းသားများရှိခဲ့လို့ရှိရင် မှတ်နီးမတူခင်ကိုကောင်းထဲမှာ စွဲနေတဲ့မှတ်နီးကိုပဲသုံးပါနော်လက်ရှိကအခုဒါပါတော့တလုံးချင်းစီရဲ့အသေးပေကိုအချိန်ရလို့ပြန်ပြောတဲ့အခါမှာမှတ်နီးကအရင်တော့ပြောခဲ့တာနဲ့တူချင်လဲတူမယ်တူချင်မှလည်းတူတော့မယ်ပေါ့နော်ခေါင်းထဲမှာပေါ်ရင်ပေါ်သလိုတင်မေးမှဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မလို့တော့ကြလေအရင်ကတည်းကလိုက်ကြည့်ထားတဲ့ကျောင်းသားများဆိုရင်နှစ်မျိုးဖြစ်ပြီးပို့ပြီးတော့ရှုပ်ကုန်မှာဆိုလို့ကိုကောင်းထဲမှာမှတ်မိနေတဲ့မှတ်နီးကိုပဲတုံးလိုက်လို့ရပါတယ် နောက်ဆုံးကခန်းကြီးရသွားအိမ်မန်အိမ်မန်ကြီးရဖြောက်ပလိုက်လို့ရပြီခန်းကြီးမမတ်မိခင်ဆက်ကြလေးပဲမှတ်နီးကိုအတုံးချကြတာနော်ဒါကြောင့်ကိုကကူညီပေးပင်မဲ့ပို့ပြီးတော့ပင်မန်းသွားမှာဆိုလိုပါကပထမဆုံးတင်မိခြင်းတဲ့ခန်းကြီးကခိုင်းဝတွဲလုံးပေါ့စကားပြောတွဲလုံးဆိုတဲ့အတိုင်းပဲဒီမှာကြည့်မယ်သူ့တဘာဝလေးကိုရှင်းပြပြမယ်နော်တွဲလုံးဆိုတော့ခန်းကြီးနှစ်ခုပေါင်းထားတာဒီပထမခန်းကြီးကတွေ့တာ RE must တွေ့တာ M5 ကလာတယ် ဒီခန်းကြီးကစကားပြောတာဒါရှိအမှတ်မမရင်ဒါလည်း and fight ပဲပေါင်းလိုက်တော့တွေ့တယ်စကားပြောတယ်ခိုင်းဝစကားပြောတွေ့ပြီးတော့စကားပြောတယောက်တည်းပြောတာမဟုတ်ဘူးကွာစကားပြောဆိုတာကတွေ့ပြီးတော့ပြောကြတာမလို့တွေ့တာနဲ့ပြောတာနဲ့ပေါင်းတော့စကားပြောဖြစ်သွားတယ်တွေ့တာနဲ့ပြောတာနဲ့ပေါင်းတော့စကားပြော ဒီနေရာမှာចောင်းသားများက M5 ကမူရင်းခန်းကြီးတွေ့တာကိုပြောတော်စကားပြောဒီကိုမှတ်မိထားရင်ဒီတွဲလုံးကလွယ်လွယ်လေးအမမတ်မိဘူးဆိုရင်တော့ဒီဗီဒီယိုဖိုင်အဆုံးသတ်မှာတိုက်ရှိရတလုံးချင်းစီပြန်ပြီးတော့နှွေးပေးအောင်မူရင်းကိုဒါပေမဲ့မူရင်းမှန်နေမတူရင်တော့ကိုကောင်းနဲ့ဆွဲတာပဲမှတ်လို့ပြောပြီးသားနော်ဒန်းဝတယ်လီဖုန်းဒီဒန်းက M5 ပဲ M5 ပဲ yes yes ဒါကစကားပြောတာ ပစ္စည်းပစ္စည်းတကူကိုအတုံးပြူပြီးတော့စကားပြောတာအဲ့ဒါဘာလဲဆိုတော့ဖုန်းတွေ့ပြီးတော့စကားပြောတာကြတော့ခိုင်းဝစကားပြောလျှက်စစ်ပစ္စည်းတာလျှက်စစ်နဲ့ပတ်သက်တာတကူကိုအတုံးပြူပြီးတော့စကားပြောတာဆိုရင်တော့အဲ့ဒါတယ်လီဖုန်းလျှက်စစ်နဲ့ပတ်သက်တဲ့ဟာတကူဖုန်းဆိုတာကလျှက်စစ်နဲ့ပတ်သက်တာဘာလို့ပို့လဲစကားပြောဖို့လျှက်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေမှာစကားပြောဖို့အတွက်သုံးတဲ့ပစ္စည်းကဒန်ဝတယ်လီဖုန်းဒန်ဝတယ်လီဖုန်းဒီမှာကြည့်ဒါအန်ဖိုးတင်တဲ့ဒါလေးကဝါတာရှိခန်းကြီး ဝတ်တိုက်ရှိကျွန်တော်ကျမဒါက n5 ဖြစ်မယ်ထင်တယ်မတက်ရတာ n5 လား n4 လားတော့မမမီတော့ n4 ထင်တယ် n ထမဟုတ် n5 ထားပါတော့ကွာဒါမတက်ရတာဒါမတက်ရတာတွဲလုံးတင်နေဆိုကြရေမူရင်းကိုတော့ကိုအသားမပေးဘူးဒါပေမဲ့အဆုံးသက်မှာတော့နှွေပေးမှာဒီမှာကြည့်မယ်သူကမတက်ရတာရှိတယ်ဝါတာရှိရှိတယ်နောက်ထောင်ကြည့်မယ်ဒါရှိတော့ဒီမှာပုဂ္ဂလိကပိုင်းတို့အစိုးရပိုင်းတို့ရှိတယ်ဟုတ်ဒါကဝါတာရှိကျွန်တော်ကျမ ကျမကိုယ်တိုင်ရက်တည်နေတာဆိုလိုတာကကျမအခုမတက်ရက်နေတဲ့နေရာကကိုယ်ပိုင်နေရာမှာရက်တာအစိုးရပိုင်မှာမဟုတ်ဘူးပေါ့ဝါတရှိနဲ့တာချီမတ်တာချီမတ်ကမတက်ရက်တဲ့ရက်တည်တယ်ပေါ့ကွယ်ဝါတရှိကရက်တည်နေတာတရှိရက်တည်နေတဲ့အလုပ်ကကိုယ်ပိုင်အလုပ်ပေါ့ဒါကိုယ်ပိုင်ကိုယ်ပိုင်ဝါတရှိခန်းကြီးနဲ့ဒါမတက်ရက်တာမတက်ရက်တာကိုစကားလေးဖြတ်ပြောရင်ရက်တည်တယ်ပေါ့တရှိရက်တည်နေတာကိုယ်ပိုင်အလုပ်ပေါ့တရှိရက်တည်နေတာအခုလက်ရှိမှာတရှိရက်တည်ပြီးတော့လုံနေတာ ကိုပိုင်လုပ်ကိုလုံနေတာပေါ့ကွယ်အော်တက်ရှိအခုရက်တည်နေတာဒါမှမဟုတ်အော်တက်ရှိမတက်ရက်နေတဲ့နေရာကိုပိုင်နေနေရာပုတ်ကလေးကပိုင်နေရာမှာမတက်ရက်နေတာအစိုးရပိုင်နေရာမဟုတ်ဘူးအော်တက်ရှိဆိုလိုတာကအများပြည်သူနဲ့မဆိုင်ဘူးအော်တက်ရှိကျမတာချီမတ်ဒီကန်းကြီးကတာချီမတ်မတက်ရက်တယ်ပဲတွေးတွေးရက်တည်တယ်ပဲတွေးတွေးကျမရက်တည်နေတာကိုပိုင်လုံငယ်ဒါမှမဟုတ်ကျမမတက်ရက်နေတာကိုပိုင်နေရာကိုပိုင်ကိုမှတ်မိဖို့အတွက်နောက်တစ်ခုဒီကန်းကြီးလေးကအသုံးပြတဲ့ M4 ဒါလေးရလေအသုံးပြုတဲ့သဘောပေါင်လိုက်တော့အသုံးပြုတယ်ကျောင်းသားများ idea ပြောပြတာနော်ဆိုလိုတာကမဖြစ်မနေအပိုးလည်းမပြောဘူးလို့ပြောပြီးသားမဖြစ်မနေဘလို့မှစဉ်းစားလို့မရဘဲနဲ့ကြက်ကိုကြက်မှရမယ်တွဲလုံးနေလည်းရှိတယ်အဲ့ဒါကြီးလည်းရှိတယ်ဒါပေမဲ့အချို့တွဲလုံးနေမှာတော့မူရင်းရလို့ရှိရင်တတ်တာသွားမယ်တွဲလုံးမျိုးတွေလည်းရှိပြီးသားဒီနေရာမှာကျောင်းသားအများစုကခန်းကြီးဆိုရင် အော်တိုအကျောက် listening ဆိုရင်အော်တိုအကျောက် ကြောက်တယ်ကြောက်ပြီကြောက်တဲ့စိတ်နဲ့တဝက်လောက်ကအစမပြေဖြစ်နေပြီနောက်တစ်ခုကတွဲလုံးဆိုလေလေအကုန်နည်းနည်းလေးမတွဲပဲနဲ့ဒီလိုမျိုးထားရင်ပြီးတော့လက်ကနေအများကြီးရေးတာမျိုးတို့ဘာလို့အဲ့လိုမျိုးလဲရှိတတ်ကြတယ်ဆိုလို့တော့ကိုကဘလို့မျိုးဝဲမှာပါလဲဆိုရင်အချိန်မပေးနိုင်ဘူးကို့မှာစာချက်ဖို့အချိန်မပေးနိုင်ရင်ကြက်တဲ့အပိုင်းလေးနည်းနည်းလေးမှတ်လို့ရတဲ့အစင်နေနည်းနည်းကူကြည့်နည်းနည်းပိုတက်တာတာပေါ့တက်တာပဲမစားလဲရတယ်ကွာဒါကိုပြောတာဒါဆိုចောင်းသားမြတ်မူရင်တွဲလုံးအစင်းကြီးရောက်တယ်ဆိုကြတဲ့ကမူရင်ကရပြီးသားမယ် ီမူရင်းမရသေးဘူးဆိုလည်းအရင်မှာပညာရဏတင်ပေးထားတဲ့ file ကိုအပေါ်မှာတစ် file နှစ် file လောက်နဲ့အမှလင့်စုပေးထားတယ်အပေါ် post နှစ်ခုလောက်မှာကြည့်ကြည့်လိုက်လင့်စုပေးထားတယ်အစင်းသိအကောင့်လိုအပ်မဲ့ထင်တာလုတ်ပေးပြီးသားကိုပါနဲ့ကိုချက်ပြီးသားဆိုလည်းရတာပဲမချင်ရသေးဘူးဆိုလည်းပြန်တွေးလို့ရအောင်အပေါ်မှာလင့်စုပေးထားတယ်နော်အဲ့တော့အခုကတွဲလုံးနေရာကြလို့ရှင်နည်းနည်းတွေးကြည့်ဒါလေးကအသုံးပြူတာပြီးရင်လည်းပြန်တွေးပေးအောင်မအိမ်မူရင်အသုံးပြူတာဒါလည်းအသုံးပြူတာပဲ အသုံးပြုတာနှစ်ခုမြင်မှတော့ဒါဟုတ်ကွာကြက်မဲ့စာမှတ်တဲ့ list တွေထည့်လိုက်ပေါ့။ဘာဖြစ်မလဲဆိုရင်အသုံးပြုခြင်းပေါ့။ဒီကန်းကြီးကိုမြင်ဒီလိုလုပ်ရင်ဘာဖြစ်လဲဆိုတော့နည်းနည်းလေးပို့တွေးတက်လာလို့ရှိရင် level အမြင့်ရောက်တဲ့ခါမှာကိုက level အမြင့်မှာမုံရင်းကလည်းအများကြီးတွဲလုံးနေရလဲအများကြီးဆိုတော့ကြက်လို့မကုံတော့ဘူးဆိုရင်အဲ့လိုတွဲပြီးအော်ဒီလိုလေးဖြစ်နိုင်နေမှတ်မှတ်တဲ့အကျင့်လေးလုပ်တဲ့ခါကျတော့ reader မှာကိုမချက်ထားရင်တော့မှဒီလိုလေးလာရင်အော်ဒီခန်းကြီးကတော့မုံရင်းကဒါဒါဒါ ဒါဆိုဒီလိုဖြစ်နိုင်နေဆိုပြီးခံမှန်းလို့ရတယ်။နည်းနည်းလေးကုကုလို့ကယ်လို့ရတယ်ပေါ့ကွာ။မဟုတ်ရင်ဣတိမေရွေချက်ထားမှဖြစ်နိုင်တာဖြစ်သွားမှာဆိုလို့နည်းနည်းအတွေးလေးနဲ့အချင်းရောက်လောက်ခိုင်းထားတာမဟုတ်ရင်လုံးဝမတွေးတတ်ဘူးဖြစ်မှာဆိုလို့။ဟောဒီမှာသူ့မူရင်းကအသုံးပြတာ။ဒါလေးကလည်းအသုံးပြတာ။ပေါင်းလိုက်တော့ရှီယောကအသုံးပြခြင်းအသုံးပြခြင်းဒီဟာလေးကဘန်ရီမှာပါတယ်ရီကျောင်းသားများ M5 M4 M4 မှာဘန်ရီဘန်ရီမှာပါခဲ့တဲ့ဟာဘန်ရီ ဒါလေးကအသုံးပြတာအသုံးပြတယ်ဆိုတော့အစင်ပြေလို့အသုံးပြတာဘန်ရီရဲ့ရီနဲ့အသုံးပြတာ ਨੇ ပေါ့နော်အစင်ပြေလို့အသုံးပြတယ်လက်တွေအသုံးပြကြတယ်လူကအစင်မပြေအသုံးမသုံးပြအစင်ပြေလို့အသုံးပြတာဘန်ရီရဲ့ရီဒါအသုံးပြတာပေါင်းလိုက်တော့ရီယောကလည်းလက်တွေအသုံးပြခြင်းအသုံးပြတဲ့သဘောပဲစကိုင်းမတ်စကန်ကြီးအသုံးပြတာ ਨੇ အသုံးပြတာ ਨੇ ပေါ့တော့လေအသုံးပြတာပဲတွေ့ပြီးတော့စကားပြောတော့စကားပြောဖြစ်သွားတယ် လျှက်စစ်ပစ္စည်းသုံးပြီးတော့စကားပြောလို့ရတာကတယ်လီဖုန်း။ကျမအခုရက်တည်နေတာကျမအခုမတက်ရက်နေတာကိုပိုင်နေရာမှာပုဂ္ဂလိကပိုင်နေရာမှာကျမရက်တည်နေတဲ့လုပ်ငန်းကကိုပိုင်လုပ်ငန်းပေါ့။အတုံးပြူတာအတုံးပြူတာပေါ့နော်ရီယောကအတုံးပြူခြင်း အသုံးပြုတယ်ဆိုတာဘယ်ပစ္စည်းမဆိုအသုံးပြုတယ်ဆိုတာအစင်ပြေလို့သုံးကြတာဘာလို့အဲ့လိုပြောလဲဆိုတော့ barrier အစင်မပြေရပ်ပလိုက်မှာအစင်ပြေလို့သုံးတာမလို့ barrier re နဲ့အသုံးပြုတာနဲ့ပေါင်းတော့လေ re ရောကလက်တွေအသုံးပြုခြင်းတွဲလုံးသဘောသဘာဝပဲပြောတာနော်ဒီမှာကြည့်ဒီကန်းကြီးလေးကထွက်ခွာတာဒါလေးကကြည့်တာရှာဖွေတွေ့ရှိတယ်ဆိုတော့လေ ိုအိမ်ထဲမှာငုတ်တော့ကြီးတိုင်းပြီးဘဲမှမသွားရင်ရှာဖွေ တွေ့ရှိခြင်းမှာတွေ့ရှိမှာထွက်ခွာသွားတယ်ထွက်ခွာပြီးတော့ကြည်လိုက်တဲ့အတွက်ကြောင့်မလို့ရှာဖွေတွေ့ရှိတယ်ထွက်ခွာတာနဲ့ကြည်တာနဲ့ပေါင်းတော့အိမ်ကနေထွက်ခွာသွားတယ်ထွက်ခွာပြီးတော့ကြည်ကြည်လိုက်တယ်ထွက်ခွာပြီးတော့ကြည်ကြည်လိုက်တော့မှရှာဖွေတွေ့ရှိတော့ဥမာကတခုခုဒါရှေးဟောင်းဖျားရီရှာဖွေတွေ့ရှိတာမျိုးသူတေသနာဘာညာတရကာတွေရှာဖွေတွေ့ရှိတာမျိုးထွက်ခွာသွားပြီးတော့ကြည်လိုက်တော့မှရှာဖွေတွေ့ရှိတယ် ထွက်ခွာသွားပြီးတော့ကြည်လိုက်တော့မှရှာဖွေတွေ့ရှိတယ်ထွက်ခွာသွားပြီးကြည်လိုက်တော့မှရှာဖွေတွေ့ရှိတယ်ဆေဝဒီမှာကြည့်မယ်ဒါဆေကိုင်းရဆေပြီးမူရင်းလေးမမှတ်မိမှဆိုတော့အကျန်းနှွေးပေးအောင်မယ်နော်ဆေကိုင်းရကဘာဒါလေးကစကားပြောတယ်ဒီနေ့တင်မဲ့၁၇လုံးထဲမှာဒီ၃လုံးပါတယ်တွဲလုံးထဲမှာဒီ၃လုံးပါတယ်ဒါစကားပြောတာကဘာပေါ်မှာရှိတဲ့လူတွေကလေစကားပြောပြီးတော့ ပြုစုဆောင်လျှောက်ကြတယ်။နမူနာပြောရင်လေလူနာတယောက်ကိုပြုစုဆောင်လျှောက်တဲ့အခါမှာများသောအားဖြင့်လူနာဆိုတဲ့အတိုင်းစိတ်ခွန်အားတွေပေးရတယ်။ဆောင်ကြီးရရင်ဇော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 နဲ့လုံနေလို့ရှင်ပိုခံစားရတယ်ပိုအထီးကျန်တယ်ကွာ။အဲ့တော့စေကိုင်းစေကိုင်းအောင်ကျောင်းသားတို့တိလာမှာကဘာပေါ်မှာရှိတဲ့လူအချင်းချင်းပြောကဆိုကနဲ့ပြုစုဆောင်လျှောက်ကြရတယ်။ပြုစုဆောင်လျှောက်တယ်ဆိုတဲ့အလုပ်ကကိုယ့်တအိမ်ထဲရှိတာမဟုတ်တကဘာလုံးမှာတကဘာလုံးကလူအချင်းချင်းဆောင်လျှောက်ရတယ်။ဘလို့ဆောင်လျှောက်လေစကားလေးပြောကဆိုကနဲ့ပြုစုဆောင်လျှောက်ရတယ်။လူနာတက်တာလို့တက်တာညာ တွေ့ပြီးတော့စကားပြောတာကြတော့စကားပြောလျှက်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းကိုအသုံးပြုပြီးတော့စကားပြောတာကြတော့တယ်လီဖုန်းကဘာပေါ်မှာရှိတဲ့လူအချင်းချင်းစကားပြောပြီးတော့ဘာလုပ်လို့ရလဲပြုစုဆောင်ရှောက်ကြတယ်ဟုတ်တယ်နော်စဉ်းစားကြည့်နော်ပြုစုဆောင်ရှောက်တယ်ဆိုတဲ့အလုပ်ကကဘာနဲ့အနှက်နေရာတိုင်းမှာရှိတာကိုယ်တိုင်ထဲမှာရှိတာမဟုတ်ထူးခြားဆန်းပြားတဲ့ပစ္စည်းမဟုတ်ဘူးထူးခြားဆန်းပြားတဲ့ကိစ္စမဟုတ်ဘူးပြုစုဆောင်ရှောက်ဖို့လိုအပ်တာတကဘာလုံးလူအချင်းချင်းပြုစုဆောင်ရှောက်ဖို့လိုအပ်တယ်ကဘာအနှက်ကလူအချင်းချင်းပြုစုဆောင်ရှောက်ဖို့လိုအပ်တယ် လူမပြောနဲ့တရိတ်ဆန်လေးရောင်မှပြည်သူဆောင်ရှောက်ဖို့လိုအပ်တယ်အဲ့တော့ပြည်သူဆောင်ရှောက်ချင်းဆိုဒီမှာကဘာနဲ့တဝမ်းလိုအပ်တာမလို့စေကိုင်းရစေပြုစုဆောင်ရှောက်တဲ့အခါမှာဗာလေးတွေလှုပ်ပေးရလေစကားလေးတွေပြောပေးရတာမလို့စကားပြောတဲ့ခန်းကြီးနဲ့ပေါင်းသွားတယ်။တွေ့တာနဲ့ပေါင်းတော့တွေ့ပြီးတော့စကားပြောတာစကားပြောလျှက်စစ်နဲ့ပေါင်းတော့လျှက်စစ်ပစ္စည်းအသုံးပြုပြီးစကားပြောတာတယ်လီဖုန်းကဘာပေါ်မှာရှိတဲ့လူတွေစကားပြောပြီးတော့ဗာလို့ကြလေပြုစုဆောင်ရှောက်ကြတယ်။ဒါကနေ ဒါကအလင်းရောင်ပေါင်းလိုက်တော့နေအလင်းရောင်နေရောင်ကြီးနေအလင်းရောင်နေရောင်ကြီးဒါကနေမူရင်းရရင်မြင်တတ်အောင်ပြောတာအိုင်ဒီယာပေးတာမူရင်းရရင် တွဲလုံးဒီလိုလုံးလုံးဒီလိုလုံးလို့ရပါလားဆိုရင်အမြင်လေးမြင်အောင်လို့ဒါကနေဒါကအလင်းရောင်ပေါင်းလိုက်တော့နေအလင်းရောင်နေရောင်ကြီးဓက်ခဲဓက်ခဲဆိုတာလျှက်စင်းတဲ့ပတ်သက်တဲ့ပစ္စည်းဒါအရှိယဖိုင်မှာတင်းရင်းနဲ့ပြတ်သွားတာ အဲ့လစ်စင်တဲ့အဲ့ဓာတ်ခဲတို့တွေလေရေကန်နဲ့ကြာသွားမှတိတ်ကြောက်တယ်ရေထဲထိမှရေကန်လေးတွေပါကြာသွားလို့ရှင်အဲ့ဓာတ်ခဲတွေပါတွေကရေကန်လေးပါကြာမှသုံးမရမှဆိုလို့တအားကြောက်တယ်ရေကန်တွေလည်းပါကြာမှကြောက်တဲ့ပစ္စည်းဓာတ်ခဲဆိုတာလျှက်စင်တဲ့ပတ်သက်တဲ့ပစ္စည်းပဲအဲ့တော့ဒီစတလုံးထဲမှာလျှက်စင်တဲ့ပတ်သက်တာနှစ်ကြော့ပါတယ်စကားပြောတာသုံးကြော့ပါတယ်အသုံးပြုတာနှစ်ခါပါတယ်ဒီမှာကြည့်ကြည့်နော်ဓာတ်ခဲဆိုတွေကလျှက်စင်တဲ့ပတ်သက်တဲ့ပစ္စည်းမလို့လျှက်စင်တဲ့ပတ်သက်တဲ့ဒန်းဆိုတာစတယ် တက်ခဲကိုတို့ရေကန်နဲ့ကြာသွားမှာတော့ကြောက်ကြတာပဲမိရလဲအဲ့လိုပဲလာလိုက်မလာလိုက်အဲ့တော့တက်ခဲကိုရေကန်နဲ့ကြာသွားမှာကြောက်တာပဲမမကြောက်ပါလဲမကြောက်ဘူးဆိုကို့ဖုန်းရေကန်နဲ့လွတ်ပလိုက်လीဟုတ်တယ်နော်တက်ခဲတစ်လုံးကိုတော့တက်ခဲတွေပါရေကန်နဲ့ကြာသွားမှာကြောက်တာပဲပျက်စီးသွားမှာဆိုလို့အဲ့ဒါကြောင့်ရေကန်လေးပေါင်းထားတယ်လို့မှတ်လိုက် ပြည့်စင်တဲ့ပတ်သက်တဲ့ပစ္စည်းတွေမှာရေကန်နဲ့ကျသွားမှဆိုးတဲ့ပစ္စည်းတွေမှာတကယ်လဲပါတယ်လို့မှတ်ထားလိုက်တကယ်အဲ့လိုဆိုရင်ဟုတ်လားမဟုတ်လားတော့မသိဘူးတချို့လူကြာဘူးနာဝါရေတွေပါတွေဆိုးသွားပြီဆိုအဲ့မှာစံဘုံနဲ့ထဲတာဟုတ်မဟုတ်မသိဘူးเนาะကြာဘူးနာဝါကိုပြောတာအဲ့တော့ပြောချင်တာကဘသူမဆိုရေကန်နဲ့ကျသွားပြီဆိုအိုးလက်လက်ခါနာဆက်ဆက်ခါနာပြသွားပါပြီငါဖုန်းလေးရေတွေဆိုးကုန်ပြီရေတွေကျသွားပြီစသဖြင့်ဟုတ်တယ်เนาะတကယ်ဆိုတာလေပြည့်စင်တဲ့ပတ်သက်တဲ့ပစ္စည်း ပစ္စည်းနဲ့ပတ်သက်တဲ့ပစ္စည်းတစ်ခုဖြစ်ပြီးတော့ရေကန်နဲ့ကြောက်သွားမှဆိုရင်လည်းပစ္စည်းတွေမှာလည်းတက်ခဲတစ်ခုကတက်ခဲစွာပါပြီးတာဒီမှာကြည့်ဒီကန်းကြီးလေးကတာကိမြင့်တော့ဒါလေးကဂတ်ခိုးရဲ့ခိုးကြောင်းဒီကန်းကြီးကဂတ်ဆေးလို့ပါတော့ကြောင်းသားဒါဆိုရင်ဒါမြင့်တယ်ဒါကြောင်းဒါကြောင်းသားတွေဘာတွေမှာတုံးလို့ရမြင့်တဲ့ကြောင်းသားအထက်တန်းကြောင်းသားပေါ့ဆိုလိုတာက တက္ကသိုလ်ဆိုရင်ဒိုင်းကားကုလို့ပြောမှာတက္ကသိုလ်တော့ကဒိုင်းကားကုရှိတယ်ဒိုင်းကားကုမဟုတ်ဘူးဆိုရင်မြင့်တာအထက်တန်းကျောင်းသားကလည်းမြင့်သွားပြီဆိုလိုတာကမူလာတန်းရှိတယ်အလယ်တန်းရှိတယ်အထက်တန်းရှိတယ်တက္ကသိုလ်ရှိတယ်တက္ကသိုလ်ဒိုင်းကားကုခန်းကြီးနဲ့ပြောရင်တက္ကသိုလ်မဟုတ်တဲ့မြင့်တဲ့ကျောင်းဆိုအဲ့ဒါအထက်တန်းကျောင်းသားဒါမှပိုင်အထက်တန်းမြင့်တဲ့ကျောင်းကအထက်တန်းတက္ကသိုလ်ဆိုဒိုင်းကားကုနဲ့တုံးမှာဒိုင်းကားကုနဲ့တုံးမှာအဲ့လိုမတုံးဘဲမြင့်သွားတဲ့ကျောင်းဆိုအဲ့ဒါအထက်တန်းအဲ့ဒါကိုမှဒါနဲ့တော့ပေါင်းတော့ ခိုးခိုးဆေးကအထက်တန်းကျောင်းသားမြင့်နာကျောင်းဒါကျောင်းသားတွေဘာတွေမှာတွေ့တာဆိုတော့မြင့်နဲ့ကျောင်းသားဆိုအထက်တန်းကျောင်းသားဒါကဟီခူးပူတော်နေတော့ဒါကရှစ်တပူရာနေနာကိုအောက်ကောပေါင်းလိုက်တော့တခုမှအထက်ကိုမရှိတော့အလုံးဟာကြာဆင်းမှုဖြစ်သွားတယ်ပူရာနေနာရောအောက်ကိုရောပေါင်းလိုက်တော့ကြာဆင်းမှုဖြစ်သွားတယ်ဒါကတလုံးချင်းစီမူရင်းကနေအခြေခံပြီးတွဲလုံးကိုတွေးပြတာ တွေ့ပြီးတော့စကားပြောတော့စကားပြောမျက်စိပစ္စည်းကိုတုံးပြီးတော့စကားပြောလို့ရတဲ့ဟာကတယ်လီဖုန်းကျမမတည့်ရက်နေတာကျမရက်တည်နေတာကိုပိုင်လုပ်ငန်းပုဂ္ဂလိကပိုင်လုပ်ငန်းအတုံးပြူတာအတုံးပြူတာပေါ့နော်အတုံးပြူခြင်းအတုံးပြူတယ်ဆိုတော့အစဉ်ပြေလို့အတုံးပြူတာမလို့ဘန်ရီရဲ့ရီနဲ့စရင်လေရီရောကလက်တွေ့အတုံးပြူခြင်းထွက်ခွာသွားပြီးတော့ကြည်လိုက်တော့ရှာဖွေတွေ့ရှိတယ်ကဘာပေါ်မှာရှိတဲ့လူတွေကစကားလေးပြောတာဆိုတာနဲ့ပြုစုဆောင်ရှောက်ကြတယ် နေနဲ့အလင်းရောင်နဲ့ပေါင်းတော့နေအောင်ကြီးလျှက်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေမှာရေကန်တွေကိုကြားမှာစိုးတဲ့ပစ္စည်းတွေမှာတက်ခဲလေးပါတယ်မြင့်နဲ့ကြောင်းအထက်တန်းကြောင်းဒါနဲ့သွားပေါင်းတော့ထက်တန်းကြောင်းသားနေနာနဲ့အောက်နဲ့ပေါင်းတော့တဖြည်းဖြည်းနေကလည်းနေနဲ့အောက်လည်းအောက်ဆိုတော့ကြဆင်းမှုတွေပါတယ်ဖြစ်သွားတယ်ဒါဆိုနှွေးပေးမယ်ဆိုရင်ဒါကတွေ့တာနဲ့စကားပြောတာတွေ့တာ and fight အကြံမြင့်အမြန်ပြောပေးမယ်နော်အခုတွဲလုံးတင်တာမှပြောပြီးတာမူရင်းတင်မူရင်းလေးတွေမှန်နေတေချာလေးပြောပြပေးအမလောက်ပြောပြတာအမပဲတွဲလုံးတင်တဲ့အခါမှာမူရင်းဘက်ကိုမလိုက်ချင်ဘူးသို့တော်လည်းမရတဲ့လူရှိစိတ်ညစ်သွားမှာဆိုတော့အကြံမြင့်ကူညီပေးမှာမလို့အရှိန်တော့နည်းနည်းမြန်ပါမယ်တွေ့တာဒါအမိုးအိမ်အမိုးလေးအောင်မှာနှစ်နှစ်ယောက်သားမူဟိုဘက်မူမရဒီဘက်မူမရတော့တွေ့ကြပြီတမိုးတဲ့အောင်မှာ အမိုးတမိုးအောင်မှာလူနှစ်ယောက်ဟိုဘက်လည်းမူမရဒီဘက်လည်းမူမရတော့တွေ့တွေ့စကားပြောတယ်စကားပြောတယ်ဆိုတော့ N5 က EE mass နဲ့စားတယ်စကားပြောတယ်ဆိုတော့ EE mass နဲ့စားတယ်အဲ့ဒီစကားပြောတာဟာနာရှိ mass ခန်းကြီးစကားပြောရင်အခွန်ပေါင်းထောင်နဲ့ချီပြောတာမလို့ N5 ကတထောင်ခန်းကြီးစကားပြောတယ်ဆိုတာဟာနာရှိမှစကားပြောတာလူနှစ်ယောက်စကားပြောတာမလို့ပဇက်နောက်တစ်ပေါက်ထည့်လိုက်တယ် စကားပြောတယ်ဆိုမှတော့ပြောတဲ့အီအီမတ်စ်နဲ့စားလိုက်တယ်။ဟာနာရှိမတ်စ်ကလူနှစ်ယောက်စကားပြောတာလူနှစ်ယောက်စကားပြောရင်အခွန်ပေါင်းထောင်နဲ့ချီပြောတော့အန်ဖိုက်ကတထောင်ခန်းကြီးလူနှစ်ယောက်စကားပြောတော့ပါးစပ်နှစ်ပေါက်ဖြစ်သွားတယ်။တွေ့ပြီးတော့စကားပြောတော့စကားပြောလျက်စစ်လျက်စစ်အပေါ်ကမိုးအစိပ်ပိုင်းအမေမိုးဒါလေခွင်းပုံစံ မိုးတွေရွာလာတဲ့အချိန်မိုးတွေရွာလာတဲ့အချိန်လေခွင်းထဲကိုသွားရင်တတိထားတဲ့ပစ္စည်းတွေမှာပြစ်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းလေးပါကျောင်းသားတို့ကအဲ့လိုရှိလာမျိုးကိုတော့ငငယ်လေးကနားရဲဆွဲနေမိုးရွာလို့လက်စည်းလက်ပြီးဆိုအိုက်ဖုန်းဖွဲ့ရတာအမောလေခွင်းထဲမသွားသေးဘူးကို့မှာအိမ်ထဲမှာနေနေလက်စည်းလက်ပြီးဆိုဖုန်းမကင်ရအခုဒီအကျင့်အဲ့လိုပဲမိုးတွေရွာတဲ့အချိန်လေခွင်းကြီးနဲ့သွားတဲ့အခါမှာဘာတွေကိုတတိထားလဲဆိုတော့လျှက်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုတတိထားတယ်ပေါ့ဖုန်းတွေပါတယ်ပေါ့ဒန်းဒါလျှက်စစ် ူနဲ့သူနဲ့သွားချိတ်တယ်။သွားချိတ်တော့လျှက်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းလျှက်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းဖြစ်ပြီးတော့သူ့ကိုတုံးပြီးတော့စကားပြောလို့ရရင်အဲ့နှစ်ခုကဒန်းဝါကတယ်လီဖုန်းဒန်းဝါကတယ်လီဖုန်းဒါဒီနှစ်ခုပြောပြီးပြီ။မူရင်းလေးလိုက်မှတ်ပြီးပြီ။နည်းနည်းတော့မြင်မြန်လေးတော့ပြောတယ်ပေါ့နော်။ဆေဝပြုစုဆောင်လျှောက်တယ်။ဒါကစကားပြောတာအပေါ်မှာဒါကဘာကဟာလို့ပြောတယ်ကဘာကဘာကိုစိတ်ကိုင်းလို့ခေါ်တယ် ကဘာဆယ်ကိုင်းဆယ်ခန်းကြီးကဆယ်ပုံစံလေးနဲ့တူတယ်ဆယ်ပုံစံလေးနဲ့တူတယ်ဆင်ဆင်လေးခတ်ဆင်ဆင်လေးကဘာကိုဆယ်ကိုင်းလို့ခေါ်တယ်ဆယ်ကိုင်းကဆယ်ခန်းကြီးကဆယ်ပုံစံလေးနဲ့ဆယ်ဆိုတဲ့ဟိရာကနာခတာကနာပုံစံလေးနဲ့ဆင်းနေဒါလေးမြင်ဆယ်လေးနဲ့တူတော့ဆယ်လေးနဲ့တူတဲ့ခန်းကြီးမြင်ဆယ်ကိုင်းကဘာကဘာပေါ်မှာရှိတဲ့လူတွေကအချင်းချင်းစကားလေးပြောကဆိုကနဲ့ပြုစုဆောင်ရှောက်ကြတယ်နောက်တစ်ခုကျမကရက်တည်နေတာကျမမတက်ရက်နေတာကိုပိုင် ကျမဒီမှာတစ်ပင်ရဲ့အရေးအောက်ကိုလို့တစ်ပင်လေးနဲ့တူတယ်လို့မှတ်လိုက်လို့နေပူ နေပူတံမခံနိုင်လို့တစ်ပင်ရှိတဲ့အရေးအောက်ကိုမှုမှုဝါတာတစ်ပင်ရှိတဲ့အရေးအောက်ကိုမှုမှုဝါတာဒီတစ်ပင်ရှိတဲ့အရေးအောက်ကိုရွေ့ရွေ့ဝါတာဘာလို့လဲဆိုတော့ကျမတစ်ပင်ရှိတဲ့အရေးအောက်ကိုမှုမှုဝါတာကျမဒါလေးကတာချီမတ်စကမတ်တက်ရက်တယ်မတ်တက်ရက်တယ်ဆိုတော့6000ချောင်းဒီမှာ6000ချောင်း အာပုံဆွဲတဲ့ကိုထားလိုက်ပါတော့ဒီမှာ6တောက်2ချောင်းငွေဒီမှာ6တောက်ဒီမှာ6တောက်ဆိုလိုတာကမတက်ရက်နေတဲ့ပုံစံလေးပေါ့အဲ့တော့ကျမကမတက်ရက်နေတာရက်တည်နေတာကိုပိုင်လုပ်ငန်းကျမမတက်ရက်နေတာရက်တည်နေတာကိုပိုင်လုပ်ငန်းကျမမတက်ရက်နေတာရက်တည်နေတာကိုပိုင်လုပ်ငန်းဒါအသုံးပြုတယ်အသုံးပြုတယ်စကိုင်းမတ်ကိုနှေးပေးမယ်အသုံးပြုတယ်ဆိုတာလူတွေကအသုံးပြုတာ လူတွေကလို့တစ်တစ်ချက်ခုချီပုံစံလေးတခုခုပါဇက်ကနေပြောခြင်းနေလူတွေကလေတခုခုပါဇက်ကနေပြောခြင်းနေအဲ့လူကကိုနားမှာမရှိရင်အမားချက်လေးနဲ့တူလို့မရှိရင်ဖုန်းတွေပါတယ် Messenger တို့ Facebook တို့အသုံးပြုရတယ်ကိုနားမှာရှိရင်တော့တခါတဲ့ပါဇက်ကတန်းပြောလိုက်မှာပေါ့လူတွေလေတချို့လူတယောက်ကိုပါဇက်ကနေတခုခုပြောပြခြင်းလာတယ် အဲ့လူကကိုနားမှမရှိဘူးဆိုရင် Facebook တို့ Telegram တို့ Viber တို့ YouTube တို့အဲ့လိုမျိုးဟာတွေကိုအသုံးပြုရတယ်ဒီခန်းကြီးလေးကအသုံးပြုတယ် Sky Mass အသုံးပြုတယ်ဆိုတော့လေအသုံးပြုစရာရှိအောင်မှသူများနဲ့ပေါင်းရင်ရှိဒီခန်းကြီးလေးကလည်းအသုံးပြုတယ်ဒါလေးရကြတော့လို့စင်းင်းစရာဆာရွက်လေးနဲ့တူတယ်လို့စင်းင်းစရာအလုတ်လုတ်တဲ့လူတွေအကုန်လုံးကစင်းင်းစရာဆာရွက်လေးတွေကိုအသုံးပြုရတယ်စင်းင်းစရာဆာရွက်လေးတွေကိုအသုံးပြုရတယ် ဒါကအသုံးပြုတာရှိဒါလေးလည်းအသုံးပြုတာသူများအတန်ထွက်ကယောရှိယောအသုံးပြုခြင်းလူတွေကတခုခုပြောခြင်းနေအဲ့လူကအနားမှာမရှိရင်ကိုမဖုန်းတို့ Telegram message YouTube Viber စသဖြင့်အသုံးပြုရတယ်စင်းစရာစာရွက်ခန်းကြီးပုံစံစင်းစရာပုံစံခန်းကြီးလေးမြင်လဲအသုံးပြုတာပေါင်လိုက်တော့ရှိယောကအသုံးပြုတာ re ယောလက်တွေ့အသုံးပြုတာ re ကဘန်းရီရဲ့ re လို့မှတ်တာ ဝါတရှိခန်းကြီးရဲ့အရှိပိုင်းလေးဒါလေးကဓာတ်ကိုကိုစားပြူတယ်ဒါကျမကဓာတ်ကင်ရတာအဆင်ပြေတယ်ပေါ့ကွယ်ဘန်ရီအဆင်ပြေအကြမ်းမြင့်ပြန်နှွေးပေးတာနော်ကျမကအမှန်တော့ဘန်ရီဆိုရင်တော့အဆင်လိုက်နှွေးတယ်အခုကဖြတ်ပြီးတော့နှွေးတာဆိုတော့ဝါတရှိကဓာတ်ကင်စရာမလိုလောက်အောင်အဆင်ပြေတယ်ဒါမှမဟုတ်ကျမကဓာတ်ကင်ရတာအဆင်ပြေတယ်ပဲထားအဓိကအဆင်ပြေတာမှတ်မိဖို့အတွက်အဆင်ပြေတော့အသုံးပြုတယ်လက်တွေ့အသုံးပြုတယ်ကျမပုံစံဝါတရှိခန်းကြီးလေးနဲ့ဓာတ်လေးနဲ့ ဖြက်ပြီးတော့ဘန်ရီအစကနေနှွေးတာမဟုတ်ဘဲနဲ့ဘန်ရီရဲ့ရီပဲပါလို့ဖြက်နှွေးလိုက်တော့ကျမနဲ့ဓားပုံစံလေးမလို့ကျမကဓားသုံးရတာအဆင်ပြေတယ်ပေါ့မဖြက်နှွေးပေးလိုက်တာနော်အရင်မှတ်နည်းနဲ့မတူဘူးနော်ဖြက်နှွေးပေးလိုက်တာနော်ကျမကဓားကန်ရတာအဆင်ပြေတယ်အသုံးပြတာနဲ့ပေါ့နော်အဆင်ပြေတော့အသုံးပြတယ်လက်တွေအသုံးပြတယ်ဟာကန်ရှာဖွေတွေ့ရှိတာထွက်ခွာတာနဲ့ကြည်တာကြည်တာကတော့ unfile လို့တော့တိမှာပါထွက်ခွာတာခတာကနာဖူလိုမျိုး စားတော့တရက်စားထက်ဒါလေးကတော်လေးပါလေးနဲ့တူတယ်လို့မြင်ကြည့်တော့အိမ်တော့တော့ဒါမှသဘွတ်တန်အစားတော့တွေပါလေးထက်သဘွတ်တန်တွေပါလေးထည့်ပြီးတော့နှစ်ဖက်နှစ်ဖက်ရှိတယ်ခြေတော်လေးနဲ့ထွက်ခွာတယ်ဖုလမ်းမှာစားဖို့ဖုဖုလေးနဲ့တူလို့ဖုအစားအစားတရက်စားထက်တော်တိုက်တန်တွေပါလေးထက်နှစ်ဖက်ရှိတယ်နှစ်ချက်မလို့နှစ်ဖက်ရှိတယ်ခြေတော်ပုံစံလေးနဲ့တူလို့ခြေတော်နဲ့ ထွက်ခွာတယ်ထွက်ခွာသွားပြီးတော့ကြည်တာဒါမျက်လုံးနဲ့ခြေထောက်ကိုကြည်တာဒါကကြည်တာထွက်ခွာသွားပြီးတော့ကြည်တော့ရှောက်ဖွေတွေ့ရှိတယ်ထွက်ခွာသွားပြီးတော့ကြည်တော့ရှောက်ဖွေတွေ့ရှိတယ်ထွက်ခွာသွားပြီးတော့ကြည်တော့ရှောက်ဖွေတွေ့ရှိတယ်ကဘာပေါ်မှာရှိတဲ့လူတွေကစကားလေးပြောကဆိုကနဲ့ပြုစုဆောင်ရှောက်တယ်နီကိုကနေအလင်းရဒါနေအလင်းရဒါလေးက၃ချက်လေး၃နိုင်ထိုးတဲ့ကနေလမ်းလျှောက်တာ အလင်းအောင်ရတဲ့အချိန်ဒီမနက်3နာရီဆိုပေါင်မဲ2နာရီအခုဆို6နာရီကျော်မှလင်းတာ3နာရီထိုးရနေလမ်းထလျှောက်တာစောင်းရတီဆိုအချို့ကလမ်းလျှောက်ထွက်ကြရတယ်ကွာ3နာရီ3ချက်လေးမလို့3နာရီထိုးကနေ6ရက်လေးနဲ့လမ်းလျှောက်တာဘယ်ချိန်ထိလဲဆိုတော့အလင်းအောင်ထွက်လာတဲ့အချိန်ထိဒါလေးကအလင်းအောင်ဟီကာရီဟီကာရီကအလင်းအောင်ဟီကာရီမစလင်းနေနေနဲ့အလင်းအောင်နဲ့ပေါင်းတော့နီခိုးကနေအောင်ကြီးတက်ခဲတက်ခဲဆိုတော့ လျှက်စင်းနဲ့ပတ်သက်လို့လျှက်စင်းနဲ့စားတယ်။ဓက်ခဲကလည်းရေကန်ထဲကိုကြမှာကြောက်တဲ့ပစ္စည်းထဲမှာဓက်ခဲလဲပါတော့ရေကန်။ရေကန်ဆိုတော့ရေနဲ့စားတယ်။ရေကန်တွေကကဘာအနှံ့မှာရှိတော့ဆဲကိုင်းဆဲပုံစံလေးလို့မြင်လိုက်ဆဲရေကန်ဆိုတဲ့ခန်းကြီးရေကန်ဆိုမှတော့ရေနဲ့စားတယ်။ရေကန်တွေကကုတ္တနိုင်ငံထဲရှိတာမို့ကဘာအနှံ့မှာရှိတော့ဆဲပုံစံလေးဆဲပုံစံလေးမြင်ကိုကဆဲကိုင်းကဘာလို့ယူပြောလိုက်တာ။ တပုံစံလေးမြင်တက်ဆန်လို့မှတ်ပေးသလိုပဲဆဲပုံစံလေးမြင်တော့ဆဲကိုင်းလို့ပြောလိုက်တာရေကန်ဆိုတော့ရေနဲ့စားတယ်ရေကန်နေရကဘာအနှံ့မှာရှိတယ်လို့မှတ်ကဘာဆိုတော့ဆဲကိုင်းလို့ဆဲပုံစံလေးနဲ့တူတယ်အဲ့တော့လျှက်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းတစ်ခုထဲမှာရေကန်နဲ့ကိုကြာမှာဆိုတဲ့ပစ္စည်းထဲမှာတကယ်လဲပါတယ်ခိုးခိုးစစ်ထက်တန်းချောင်းတာဒါက M5 ဒါလေဒါ M5 လား M4 လားအမမေ့သွားလို့ fight တယ်မြင်တာလေနှစ်ထပ်တိုင်းအိမ်လေးနဲ့တူတယ်ကွာပုံစံလေးက ဲ့လိုမျိုးလေးနှစ်ထပ်တိုက်အိမ်ဆိုတာဈေးလဲကြည့်သလိုမြင့်လဲမြင့်နေဒါကမြင့်တာကြောင်းဂတ်ခိုးရဲ့ခိုးတသားနဲ့တစ်ပင်နဲ့စောက်တယ်ဘသူကစောက်ပေးလဲချစ်ချစ်အဖေကစောက်ပေးတယ်ဒါလေးကចောင်းသားတို့ဘာလို့မှပါတာဆိုတော့မြင့်နေចောင်းဆိုတော့ခိုးခိုးစရာအထက်တန်းចောင်းတာကာဤနှစ်ထပ်တိုက်လေးနဲ့တူတယ်အထက်တိုက်လေးနဲ့တူရင်မြင့်နေဒီအလေကခန်းကြီးကចောင်းចောင်းကို တက်သားနဲ့ဆောက်တယ်တစ်ပင်တက်သားနဲ့ဆောက်တယ်ဘသူကဆောက်ပေးလဲချီချီအဖေကဆောက်ပေးတယ်မြင့်နဲ့ကြောင်းခိုးခိုးအထက်တန်းသူနဲ့ပေါင်းတော့ခိုးခိုးဆေးရအထက်တန်းကြောင်းနောက်ဆုံးတစ်ခုကကြဆင်းမှုဒါလေးကပူရာနေတာဒါလေးကရှစ်တဒီမှာလူတွေအားလို့အိုက်တုံးကမှတ်နေလေးရဤပုံစံလေးနဲ့တူတယ်ဒီမှာဤအင်္ဂလိပ်လူမျိုးတွေရှိတဲ့နေရာရှိလေးနဲ့တူလို့ရှိတဲ့နေရာကိုတွိုင်း ကိုတယောက်တည်းကွက်ပြီးတော့ပူရာနေတာသူတို့ကအရက်အရှိကြီးတွေမလို့လူတွေကလို့ဤပုံစံလေးနဲ့တူလို့အင်္ဂလိပ်လူမျိုးတွေရှိတဲ့နေရာကိုသွားရင် ကို့မှာတယောက်တည်းကွက်ပြီးတော့ပူရာနေတာပူတဲ့နေတဲ့တည်းရှိတအောင်နဲ့ထက်တွေ့တော့ပူရာရောနေတာရောအောင်နဲ့ထက်တွေ့တော့အပေါ်မတက်တော့အဲ့ဒါကြာဆင်းမှုဖြစ်သွားတယ်ဒီမယ်နော်အမသွားစရာလေးရှိသေးတာရေပြီးသွားလို့ရှင်ဟိုနည်းနည်းအချိန်လည်းမရတော့လို့ တော်တော်လေးတော့ပြပြလိုက်ပါရနော်နားမလည်ပြင်ပြီးနှထောင်ကြည့်ပါမူရင်းမူရင်းလေးပါထည့်ပြသွားလို့အချင်းနည်းနည်းလေးဟိုလောသွားပါရနော်